ကဲ၍ကျွန်တော်ကအီရန်ဒါမှမဟုတ်ဟူတီဒါမှမဟုတ်အခြားစစ်သွေးကြအဖွဲ့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်အခုအချိန်မှာအလွန်စိုးရိမ်နေမှာပေါ့အရှိအလဲပိုင်းမှာအမေရိကန်စစ်အင်အားအများပြားစုနေတဲ့အတွက်ကြောင့်ဖြစ်တယ်။လေရင်တင်တင်ပေါ်နေစဖြစ်တဲ့ USS Harry S Truman နဲ့ USS Carl Vinson တို့ကိုတူနီယာမှာတပ်ဆွဲထားပြီးဖြစ်တယ်။ဟူတီများကအချိန်အတော်ကြာအောင်နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေကိုအနောက်ရှက်ပေးခဲ့တယ်။ အမေရိကန်တင်ပေါ်များကိုလည်းဆိုပါလမ်းကြောင်းတွေကိုအကာအကွယ်ပေးထားပြီးဥရောပမှာကြီးမားသောပြဿနာများမကြုံတွေ့ရအောင်ကာကွယ်ထားပါတယ်ဒါပေမဲ့ဒါကပိုကြီးတဲ့အခြေအနေတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပုံရပါတယ် USS Harry S Truman တိုက်ခိုက်ရေးအဖွဲ့ဟာပေနန်ဒီမှာလှုပ်ရှားနေရတာမကပဲ USS Carvision တိုက်ခိုက်ရေးအဖွဲ့ကလည်းရှေ့အလယ်ပိုင်းကိုဦးတည်လဲရှိပါတယ်ဒါရင်မဟုတ်သေးပါဘူးအမေရိကန်က B2A ကိုပြောက်ဘုံကျဲလေရင်များကိုအိန္ဒိယတမုတ်တရားမှာရှိတဲ့စစ်စစ်ဆိုင်စခန်းဖြစ်တဲ့ဒီကိုဂါစီယာကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါကအရန်ကိုအရေးကြီးတဲ့မမတင်မမေ့ရတဲ့မမေ့တင်တဲ့အရာတစ်ခုဖြစ်တဲ့ဒီကိုဂါစီယာကတီရန်ကနေမိုင်3000နဲ့နေရာဝေးပါတယ်။ဒါပေမဲ့တတိယမှာက B2A Spirit ဘုံကျဲလျင်အကွာအဝေးမိုင်6900အထိပြန်သန်းနိုင်ပြီးတော့တီဟီရန်ကိုမရမနာအသွာအပြန်ပြန်သန်းနိုင်တာကိုတွေ့ရမှာဖြစ်တယ်။လက်ရှိမှာဒီကိုဂါစီယာမှာ အစင်မြင့်ဘုံကျဲလျင်9ဆင်းရှိတယ်။ဒီဘုံကျဲလျင်များကနျူကလ িয়ার တွေကိုလည်းတဲဆောင်နိုင်တာကိုတွေ့ရပါတယ်။ဒါတွေအလုံးဖြစ်ပျက်နေချိန်မှာအီဇွေးဟာဟာမတ်တွေကိုချိန်မုံဖို့ဂါဇာမှာမြေပြင်စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ ဂါဇာကိုနယ်မြေ၅ခုနဲ့ခွဲခြားပြီးတော့ကြီးစုနိုင်ပါတယ်။ရာဖာဂါယူနစ်အလဲပိုင်းဒေသဂါဇာမြို့နဲ့မြောက်ပိုင်းဒေသတို့ဖြစ်ပါတယ်။စစ်မဖြစ်မီကဤဒေသတွေမှာလူဦးရေတွေအများကြီးရှိပါတယ်။ဒါပေမဲ့၎င်းတို့အောက်မှာမြေအောက်မြို့တော်တခုနီးပါးလောက်ကြီးမားတဲ့ဥမင်လန်ကောင်းကွန်ရက်တခုရှိပါတယ်။ဒီဥမင်လန်ကောင်းကွန်ရက်တွေကို အမတ်တွေကဒေါ်လာတန်းရာနဲ့ချပြီးတော့သုံးဆက်ခဲ့ပါတယ်ဒီငွေတွေကိုဂါဇာကဲမော်ဒေတာကပြည်သူတွေကိုကူညီဖို့ရည်မှန်းထားပေမဲ့ဟာမတ်ရဲ့စစ်စင်ရေးအတွက်အသုံးပြုခဲ့တာဖြစ်ပါတယ်ဟာမတ်အဖွဲ့အစည်းပေါ်မြို့ပြဒေတာမြန်မာအစ္စရေးဘက်ကိုဒုံးကျည်များဖြင့်ပစ်ကတ်ခဲ့တယ်ဤဒုံးပြန်များက အလွန်တိကျမှုမရှိတဲ့အပြင်အများအပြားကိုအစ္စရေးအိုင်ရန်ဒုံးကကွေးစနစ်ကဂျာပြဟန်တာခဲ့ပါတယ်တိုက်ခဲ့ပြီးတဲ့နောက်မှာဟာမတ်တိုက်ခိုက်ရေးသမားတွေကလူဦးရေထူထပ်နေရာတွေမှာ ုံအောင်နေခဲ့ပါတယ်အထူးသဖြင့်ဟာမတ်ခေါင်းဆောင်များရဲ့ယူဆရတဲ့အယူအဆပါနေရာများမှာအစ္စရေးကအချိန်အတော်ကြာပြစ်မှတ်ထားခဲ့ပါတယ်ဒီတိုက်ခတ်မှုတွေမလုခင်မှာအစ္စရေးကအမြဲတမ်းအစ္စရေးအရသားတွေကိုထွက်ခွာဖို့အမိန့်ပေးခဲ့ပါတယ်အစ္စရေးကဟာမတ်ဦးမင်းလိုင်ခေါင်းတွေကိုဖျက်ဆီးကပိတ်ပစ်ကတိုက်ခတ်ရေးသမားများအုံပြုခြင်းကိုတားဆီးခဲ့ပါတယ် IDF က ဂါဇာမှာရှိတဲ့ဥမြင်လံကောင်းတဲ့60ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးခဲ့ကြောင်း Israel Times ကဖော်ပြထားပါတယ်။သို့သော Jerusalem Post ကဥမြင်လံကောင်းရဲ့40ရာခိုင်နှုန်းသာဖယ်ရှားခံခဲ့ရကြောင်းဖော်ပြထားပါတယ်။ဆိုလိုတာကအလုတ်တွေအများကြီးလောက်ရအောင်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ IDF က Hamas ကောင်းဆောင်တဦးကိုဖယ်ရှားလိုက်ကြောင်းနေ့တိုင်းကြေညာတယ်။၎င်းက Hamas ကိုအားနည်းစေပြီး၎င်းတို့အတွက်လှုပ်ဆောင်ရန်ပုံမှုခက်ခဲစေပါတယ်။ ဟမတ်စ်အာဏာဆုံးဆုံးရခြင်းရဲ့လက္ခဏာတစ်ခုမှာဂါဇာမှာမကြသေးမီကဆန္ဒပြပွဲတစ်ခုဖြစ်ပြီးလူများကဟမတ်စ်ကအကြမ်းဖက်သမားများဟုကြွေးကြော်ခဲ့ကြပါတယ်ဒါပေမဲ့ဤဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ဒီယထာမအကြောင်းရင်းနဲ့ချက်ရှိပါတယ်ဤဇွေကစစ်ပွဲကိုရတ်တက်အောင်ဟမတ်စ်ဘက်ကစီစဉ်ပေးနိုင်ပါတယ်အကယ်၍ဟမတ်စ်ကနိုင်ငံတကာရဲ့ထောက်ခံမှုကိုလိုချင်ပါက၎င်းတို့ဟာလူတွေကိုငါ၎င်းတို့ရဲ့စန့်ကျင်သည့်အတိုင်းပြုမှုရန်တိုက်တွန်းနိုင်ပါတယ် ဂါဇာရှိလူအချို့ကယခင်ကဟာမတ်စ်ကိုတောက်ခံခဲ့ကြပါတယ်ဟာမတ်စ်ကအစ္စရေးကိုတိုက်ခိုက်တဲ့အခါမှာလည်းအယတအများပြားကပါဝင်အားပေးခဲ့ကြပါတယ်ကာတာနိုင်ငံရဲ့တည်င်းထဏတကူဖြစ်တဲ့အဂျာဇီရာကအစူပါစနပြမှုဟာစစ်ဆင်ခြင်းရေးနဲ့အစ္စရေးဆင်ခြင်းရေးလို့ဖော်ပြခဲ့တယ်ဒါပေမဲ့လက်တွေ့မှာတော့လူတွေကဟာမတ်စ်ကိုဆန့်ကျင်ပြီးအဖြစ်အပျက်တွေကိုအတိတ်ပဲဖွင့်ဆိုပုံနဲ့ပတ်သက်ပြီးတော့အာရဗ်မီဒီယာတွေမှာတော့ရှုပ်ရှက်ခပြသနေတာကိုတွေ့ရပါတယ်အခုအဓိကကြွားချက်မှာထရန့်က ဣဇရဲလ်ကိုအပြည့်အဝထောက်ခံနေခြင်းဖြစ်တယ်။အမေရိကန်ကဟာမတ်ကိုစစ်ပွဲအနိုင်ရရန်ဣဇရဲလ်လိုအသမျှကို ဖြစ်စေပေးနေပါတယ်။ဣဇရဲလ်ကဟာမတ်တွေကိုအယုံဆိုင်နေခြင်းမှာအမေရိကန်ကဟူသီတပုံးတွေကိုကင်တွယ်နေပါတယ်။ဒါပေမဲ့ဒီအခြေအနေကမပြေးသေးပါဘူး။ဆူအက်တူးမျိုးကိုဖျက်ပြီးတော့ပင်လယ်နီကုန်တွယ်ရေးလမ်းကြောင်းဟာအာရှအတွက်ဥရောပစည်းကွက်များနဲ့ချိတ်ဆက်ပေးတာကြောင့်ဥရောပအတွက်အလွန်ရေးကြီးပါတယ်။အမေရိကန်က၎င်းရဲ့အနောက်ဘက်ကမ်းစိတ်ကမ်းများမှာတစ်ဆင့် ကုန်တမှုပြုနိုင်တဲ့အတွက်ကြောင့်ဤလမ်းကြောင်းပေါ်မှာများစွာမူတည်ခြင်းဖြစ်နေပါတယ်ဒီကုံတွေလမ်းကြောင်းကိုကာကွယ်ခြင်းအပြင်အမေရိကန်စစ်တပ်ကဥရောပကိုအဓိကကူညီပေးနေပါတယ်။ဒါကြောင့်အမေရိကန်အစိုးရကစိတ်ပြက်လက်ပြက်ဖြစ်ရခြင်းဖြစ်တယ်။ဥရောပက၎င်းရဲ့ကိုပိုင်ကုံတွေရဲ့အကျိုးစီးပွားကိုကာကွယ်ရန်တာဝန်ရှိတယ်လို့ယုံကြည်ကြတယ်။ဒါပေမဲ့အဲ့ဒီအစားအမေရိကန်စစ်တပ်ကပြဿနာကိုဂင်တွယ်နေရတယ်။သို့တော့အမေရိကန်စစ်တပ်ကနှစ်ခုစလုံးကိုလှုပ်ဆောင်နိုင် လောက်အောင်အားကောင်းနေပါတယ်။ ုံတမှုလမ်းကြောင်းတွေကိုကာကွယ်မယ်ဟူတီတွေကိုလည်းအနိုင်ယူမယ်ဆိုရက်အင်အားသူတို့မှအများကြီးရှိပါတယ်ယခုအချိန်မှာဟူတီတို့ကအပြင်းထန်တိုက်ခတ်နေပြီးအမေရိကန်စစ်တပ်နဲ့မရှင်သာပဲဖြစ်နေပါတယ်တချိန်တည်းမှာပဲအစ္စရေးကဟာမတ်စ်ကိုတိုက်ခတ်ပြီးတိုးတက်မှုကိုလှုပ်ဆောင်နေပါတယ်ဟူတီများအာပြော့သွားကဟာမတ်စ်များရှုံ့နေသွားတဲ့နေ့တပြိုင်နက်အယုံစုဆိုင်မှုကအီရန်တို့ကူးပြောင်းသွားနိုင်ပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ဟာ ဟာမတ်စ်နဲ့ဟူတီတွေကိုပံ့ပိုးပေးတဲ့ကြောင့်အဓိကပြဿနာဖြစ်နေပါတယ်။၎င်းကအနာဂတ်မှာပုံကိုကြီးမားတဲ့ပေးပခောက်ဖြစ်ပေါ်စေနိုင်တယ်။ကြီးစုမှုတွေအတွက်အများကြီးတင်ပါတဲ့ပေးသားကြီးကိုရေးနောက်ထပ် update တွေတင်နေတွေအများကြီးနောက်ဆုံးပေါ် breaking news တွေတွေ့ချင်မှဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့။ဒီဗီဒီယိုကိုအားလုံးနဲ့တင်မဲ့လို့လည်းမျှော်လင့်ပါတယ်။